ဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေးခွန်းများမေးခွန်းပြုတော်မူပါရှင်ဗျာ။ကောင်းပါ။နောက်မေးခွန်းတစ်ခုကတော့အဆိုတော်အာဘွားရအမိရာဖြစ်ပါတယ်။သူကကြတော့သူကဗုဒ္ဓဘာသာဝင်သူ့ရဲ့အမျိုးသမီးကခရစ်ယာန်ဘာသာဝင် ဖြစ်ပါတယ်ဗျာ။အဲ့တော့သူတို့နှစ်ယောက်ကဘာသာမတူတဲ့လူနှစ်ယောက်ဖြစ်နေပါတယ်။ယောက်ျားဖြစ်သူကကြတော့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လို့သေဆိုရင်32ပုံမှာကျင်လေရမယ်လို့လက်ခံထားပြီးတော့သူ့မိန်းမဖြစ်သူကတော့ခရစ်ယာန်ဘာသာဝင်ဖြစ်နေလို့သေဆုံးလို့ရှင်ခရစ်တော်စီမှာထာဝရအိတ်ဆက်ရမယ်လို့ သူတို့အနေနဲ့အပေါ်ယံနားလဲထားတယ်လို့ဆိုပါတယ်ခင်ဗျာဟုတ်ပါအဲ့တော့သူတို့မေးခြင်းနဲ့မေးခွန်းပထမတစ်ခုကတော့ဘာသာမတူတဲ့လူနှစ်ယောက်အတွက်နောင်ဘဝမှာပြန်ဆုံမှုရှိပါမလားနှစ်ဘာသာစလုံးကိုယုံကြည်တဲ့လူဆိုလို့ရှိရင်သိရင်ဘယ်ဟုသွားပါမလဲရှင်ဗျာယထာကမံဂမိတံတိပုံညပါပဖလူဘကလို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာရှိတယ်တမပါဗျာအတိဗေကဘာလို့ဆိုရင်သူတို့လုတ်ခဲ့တဲ့သူတို့ယင်တဲ့နှလုံးထဲမှာအဖြစ်များနေတယ် ကံတရားတွေအားလျော်စွာသူတို့သွားကြမှာသွားတာမှန်ပါဗျအဓိကဆိုလိုတာကောင်းတဲ့လို့တဲ့ပုံကိုရီကကောင်းတဲ့ကံအကျိုးပေးရင်အဲ့ဒီကံနဲ့ကံအကျိုးပေးတဲ့စီကိုသွားပဲမကောင်းတဲ့ကံလုံများလို့မကောင်းတာတွေဖြစ်လို့ရှိရင် မကောင်းတဲ့ဘုံကိုသွားဖို့ပဲမှန်ပါဗျဒါကတော့တရဝတိုင်းဟာဒီတိုင်းပါပဲမှန်ပါဗျဒီကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးတေဂာနီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ဒီကိုယ်ကအားလျော်စွာသွား နှစ်ယောက်စလုံးဘုရားဘာသာဖြစ်အောင်တော့လေသူကကားလျော်ဆိုပဲသွားကြမှာမှန်ပါဗျာတယောက်ကတဏှာသွားမယ်တယောက်ကတဏှာသွားမယ်ဘာလို့လူတွေကဆန္ဒခြင်းလည်းမတူကောင်းမှုခြင်းလည်းမတူဘူးဆိုတော့ဒီလိုပဲဖြစ်မှာပါပဲယုံကြည်မှုဆိုတာကတော့ဥပမာ30ပုံခြင်းလိရမယ်လို့ယုံကြည်တာရဲ့နောက်ခရစ်တော်မှာသာဝရအိပ်ဆက်ရမယ်လို့ယုံကြည်တာရဲ့ဘယ်ဟာကအမှန်တရားလဲလို့ဆိုတာကိုတော့ ရှင်ရှင်သုံးသပ်နိုင်ရမှာပေါ့မှန်ပါဗျာ32ပုံပဲရှိတယ်တကယ်ပဲခရစ်တော်စီမှာ तू အဲ့ရမှာလားမှန်ပါဗျာသူတို့ယုံကြည်တဲ့အတိုင်းတကယ်မှန်လားမှန်ပါဗျာဘုရားဝါသားတွေယုံကြည်တာကတကယ်မှန်သလားဆိုတာတော့အဆုံးချက်တစ်ခုပဲအဲ့ဒါမှန်ပါဗျာနော်မှန်နေစီသွားရမှာပဲဒါမှန်ပါဗျာမှန်နေစီသွားရမှာပဲတင်ပါဗျာဒီဟာကသာဝရအိစေရမယ်ဆိုဖုံဖုံနားလဲထားတဲ့အရာတစ်ခုကတော့သူက ထာဝရကောင်းင်ဘုံနဲ့ထာဝရငရဲလို့ခရစ်တော်ခရိယံဘာသာတွေမှာဒီလိုရှိတယ်လို့ကြားဘူးတယ်ပေါ့နော်အဲ့တော့ဖျားသခင်ကအဆုံးဖြတ်ပေးဖျားသခင်ကအဆုံးဖြတ်ပေးပြီးပေးတဲ့အခါမှာဖျားသခင်ရဲ့အဆုံးဖြတ်ခံရဖို့သူတို့စောင့်မျှော်တယ်လို့ဆိုတယ်မှန်ပါဗျာဖျားသခင်ကနေပြီးမင်းထာဝရကောင်းကင်ဘုံကိုလာခဲ့ဆိုရင်ねထာဝရကောင်းကင်ဘုံမှာသူကထာဝရပဲဖြစ်အဲ့လိုမဟုတ်ဘဲနဲ့ မင်းအသောတန်းတို့တယောက်ဖြစ်လို့သာဝရငရဲကိုသွားဆိုလဲသူကသာဝရငရဲလွတ်လပ်မရှိဘူးဆိုတော့ဒီမှာပြန်နေစာသာဝရဆိုတာတဘာဝတရားရဖြစ်နိုင်နေမဖြစ်နိုင်ဘူးဆိုတာကိုဘယ်သူ guarantee ပေးနိုင်လဲဒီမှာပြန်မပေးနဲ့ဘယ်သူ guarantee ပေးမလဲဒီမှာပြန်ဟောကောင်းကင်ဘုံဆိုတာရောအတိအကျပြောနိုင်လားဘယ်ဟာလဲအဲ့ဒီလိုယုံကြည်လို့အဲ့ဒီမှာတကယ်အိတ်ဆက်နေတဲ့လူတွေရောတကယ်ရောဟို လက်တွေပြနိုင်လားလို့ဆိုပြနိုင်စရာဘယ်လိုမှဖြစ်ဘူးဘုရားဘာသာမှာကြတော့သူက30ဘုံဆိုတာကိုမြင်ရတဲ့ဘုံနေမဲ့ငရဲဘုံဆိုတာမြင်ဟိုတရိစ္ဆာန်ဘုံဆိုတာမြင်ရတယ်ဖြိတ္တဘုံဆိုတာလည်းအတိုင်းတာတစ်ခုရသိကွင်ရနေတယ်နတ်ဆိုတာလည်းပဲတိုင်းတာတစ်ခုရသိကွင်ရနေတယ်အဲ့တော့တရဝါဆိုတာတည်သွားလို့ရှိရင်ဥပမာ တိရစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်မယ်ငရဲကြရင်လည်းကြမယ်ပြိတ္တာဖြစ်ခြင်းလည်းဖြစ်မယ်လူတွေပြန်ဖြစ်လာပြီးတော့လူဝင်စားတွေဆိုတာလည်းရှိတယ်အမေရိကန်နိုင်ငံမှာတွေမျိုးကိုလူဝင်စားတွေအကြောင်းရေးပြီးတော့သူတေသနာလှုပ်ထားတာတွေရှိတယ်မှန်ပါဗျာစောင်းတွေထွက်လာတယ်အဲ့ဒီမဲ့ဗမာဘုန်းကြီးကြီးတပားရဲ့ဗမာဆရာတော်ကြီးတပားရဲ့အကြောင်းပါတယ်မှန်ပါဗျာအဲ့ဗမာဆရာတော်ကြီးရဲ့တက်တော်60တရားလောက်မှဆန်ဖရန်စစ္စကိုကယ်လီဖိုးနီးယားဆန်ဖရန်စစ္စကိုမှာခုတော့ပြောင်းတော်မူသွားပြီ အဆရာတော်ကြီးကသူကအတိတ်ဘဝကိုသိတယ်။သူ့ရဲ့အတိတ်ဘဝကိုသူကပြန်ပြောနိုင်တယ်။တမပါဗျာ။သူကဘယ်မွားလာတာဆိုပြန်ပြော။သူ့ကိုမေးမြန်းပြီးတော့သူ့အကြောင်းမှပါတယ်လို့ဘုံဘုံကိုသူကိုယ်တိုင်ပြောဘူးတယ်။တမပါဗျာ။သူကသူ့ဘဝကိုသူမှတ်မိတယ်ဆို။အဲ့ဒီလိုလူဝင်စားတွေကပြောတဲ့စကားတွေရဆိုလို့ရှင်တော့သူကဒါကယုံကြည်မှုတသက်ပဲ။ဘယ်ဘာသာပဲကိုယ်ကိုယ်ကိုယ်ဒီလူဝင်စားဖြစ်တဲ့ဆိုကြတဲ့နောက်ဘဝရှိတယ်ဆိုတာထင်ရှားနေပြန်ပါဗျာ။တမပါဗျာ။ ဟုတ်တယ်မဟုတ်လားတမန်ပါပြီးတော့အခုကြုံတွေ့ကြတယ်မဟုတ်လားဘယ်သူသေသွားပြီးတော့လာပြီးအိမ်မက်ပေးတယ်တို့လာပြီးတော့အတန်ပေးတယ်တို့ဒါတွေရောကြောက်ဘူးလားကြောက်ပါဗျာအဲ့ဒါတိုင်းဆိုလို့ရှိရင်သေပြီးသွားရင်တခုဖြစ်တယ်လို့သာဝရအိဆက်ရတယ်ဆိုရင်သူလာစရာအကြောင်းမရှိဘူးတမန်ပါတမန်ပါနော်ဒါစဉ်းစားဖို့ပြောတာသူတို့ယုံကြည်ချက်ကစောကားစရာပြောတာမဟုတ်ဘူးစဉ်းစားရမှာတမန်ပါ ယုံယုံကြည်ချက်တစ်ခုအနေနဲ့သာလက်ခံထားမှာပဲတို့နော်တင်ပါဗျာတကယ်လက်တွေ့ဟုတ်တလားမဟုတ်ဘူးလားဆိုတာတော့တို့လက်တွေ့ပြနိုင်မို့ရတော့လိုအပ်တာပေါ့နော်တင်ပါဗျာခရန်တီပေးနိုင်လားဆိုတော့မပေးနိုင်ဘူးလေတင်ပါဗျာသို့တော့လူတွေဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုဘာသာတရားအဆို့အမိန့်ကို မျက်စိမိတ်ပြီးတော့လက်ခံတာတွေအများကြီးပဲတင်ပါဗျာဒီကနေ့ခေတ်တိုးတက်တယ်ဆိုတော့ခေတ်မှာတောင်းပါပဲလက်ခံတဲ့လူတွေအများကြီးရှိတယ်လက်ခံတဲ့လူတွေအများကြီးရှိတယ်လို့လက်မခံတဲ့လူတွေလည်းအများကြီးပေါ်လာတယ်ခုခေတ်မှာဒါမှမဟုတ် free thinker ဆိုတဲ့ပုံစံတွေပေါ်လာတယ်ခေါ်လားတင်ပါဗျာအများကြီးပဲ free thinker တွေပေါ်လာတယ်ပေါ်လာတယ်ဆိုရက်သူတို့မှာ satisfy မဖြစ်ဘူးပေါ့နော်တင်ပါဗျာဟိုကျင့်တတ်မှုမရှိလို့တကယ်လေးလာစဉ်းစားတတ်တဲ့ပုံစံတွေအနေနဲ့ဟာ ဒီလိုအနေထားမျိုးကိုသူလက်ခံနိုင်သလားလက်မခံနိုင်ဘူးလားဆိုတာဓာတကန္တတမပါကိုပန္တာတရားဆုံးမတိုင်ကိုနေတယ်ကောင်းတာလုပ်တယ်ဆိုရင်ကောင်းတာလှုပ်တာတွေကကောင်းတဲ့ပုံကိုတော့ရောက်ကိုရောက်အောင်မှာပဲတမန်ပါ။ဘာလို့ဆိုရင် तू ဟာ तू လှုပ်တာတွေကအကုန်လုံးအကျိုးမဲ့တွေဖြစ်ကုန်မှာပေါ့တမန်ပါ။အဲဒီလှုပ်ရင်ဘာအကျိုးမှမဖြစ်ဘူးဆိုရင် तू လှုပ်ခဲ့တာတွေက ထာဝရအိစေယမေနေရာကိုရောက်သွားပြီဆိုရင်သူ့အတွက်မှဘာမှခံစားရမရှိတော့ထာဝရငရဲဘုံရောက်သွားရင်လည်းသူ့ဘယ်တော့မှလွတ်လန်းမရှိတော့ဘူးဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ခြေနှက်ဆရာမဖြစ်ဘူးလို့ထင်တယ်တင်ပါဗျာနော်ဒီလိုပဲမှတ်သားမယ်ပြီးတော့ဘာသာချင်း မတူတဲ့နှစ်ယောက်တည်းနောက်ဘဝမှာပြန်ဆုံဖို့ဆိုတာဘာသာတူသည်ဖြစ်စေမတူသည် ဖြစ်စေသူတို့ဆန္ဒတူညီတယ်ဆိုရင်တော့မဆုံဘူးလို့ပြောမပြောလို့မရဘူးဆုံနိုင်ပါတယ်တင်ပါ ဆုံနိုင်ပါလေတမန်ပါဗျာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေမှာဆိုရင်ဘဝတိုင်းစုံစည်းဖို့ဆိုရင်တရားချင်းတူညီရမယ်ယုံကြည်ချက်တူညီရမယ်ကိုချင်းတရားချင်းတူညီရမယ်ဆုံးလွတ်မှုလူတန်းမှုချင်းတူညီရမယ်အသိပညာချင်းတူညီရမယ်လို့အဲ့ဒီတူလေးထူနဲ့တူမယ်ဆိုရင်တော့ဘဝဆက်တိုင်းမှာတူတေချာပေါက်တွေ့နိုင်တယ်လို့အဲ့လိုဆိုတယ်နှစ်ပါးသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရောသိရင်ပဲသွားရမလဲဆိုတော့ ူကတော့နှစ်ဘာသာလုံးယုံကြည်တယ်ဆိုတော့ဒီနှစ်ဘာသာလုံးကစန့်ကျင်ပဲဖြစ်နေတယ်ဆိုရင်နှစ်ဘာသာလုံးယုံကြည်တယ်ဆိုရင်တော့ခုခေတ်စကားနဲ့ပြောရလို့ရှိရင်တော့သူဟာဟိုဝေဝါးနေတဲ့ပုဂ္ဂိုလ်တယောက်ပဲဖြစ်မှာတမန်ပြတမန်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီသူ့ဘာသာမဲလို့လည်းပြောလို့မရဘူးဖရီသင်္ကာလို့လည်းပြောလို့မရဘူးသူဟာကိုယ့်ကိုမဆုံးဖြတ်နိုင်သူလို့ပဲပြောလို့ရမှာတမန်ပြနောက်မိကွန်းတစ်ခုက ်မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်အကျိုးအစားကိုအနည်းဆက်ဆုံးသိလိုပါတယ်မြတ်စွာဘုရားရှင်ဟာယဟန်ပြုသူတိုင်းကိုသဘင်မုတ်စိတ်ကျင်ဆွဲစသီတို့ပယ်ခိုင်းပြီးတော့ဘုရားရှင်ကိုယ်တိုင်ကြတော့ဘာကြောင့်သဘင်များထားရှိပါလဲရှင်ဘုရားအဲ့တော့ဘုရားရဲ့ခန္ဓာကိုယ်အကျိုးအစားအနည်းဆက်ဆုံးစွာကိုအရင်ပြောရမယ်ဆိုလို့ရှင်ကျေးဇူးပါဘုရားမဟာပုရိသလက္ခဏာ32မျိုးဆိုတာရှိတယ်။အဲ့ဒီမှာ ဖုံဖုံခေါ်ထားတဲ့တရားတော့ရှိတယ်အကုန်လုံးဖုံဖုံခုချိန်မှာ ပြည့်စုံအောင်ဖြည့်ဖို့မလွယ်ဘူးပေါ့နော်ပါရမီ ပုံရိပ်အမတ်တစိတ်များဆိုပြီးတော့ဒီပြည့်ဆရာတော်တွေခေါ်တာလည်းရှိပါလိမ့်မယ်ဖုံဖုံကပါရမီပုံရိပ်အမတ်တစိတ်များဆိုတာကိုနာယူကြည့်လိုက်မယ်ဆိုရင်ဖះရှင်ရဲ့ခန္ဓာကိုယ်ချိုးစားအောင်အနိစ္စဆုံးသိနိုင်ပါတယ်ဆိုလိုတာအကြံဉာဏ်ပြောရမယ်ဆိုရင်အဲ့ဒီခေတ်ကလူတွေထဲမှာဖះရုပ်အရာမောင်းထောင်းတော့မောင်းမောင်းနဲ့လောကမှာ အချောမောလှပဆုံးပုဂ္ဂိုလ်တူလို့ပြောရမှာပဲစက်တည်ရှိတဲ့ရုပ်ရှိတယ်ပေါ့တမပါဘုရားเนาะအဲ့လိုပဲအနိစ္စဆုံးပြောရမှာပဲပေါ့တမပါဘုရားလုံးကိုစက်တည်ရှိတဲ့ရုပ်အစင်းလာတဲ့လူတိုင်းကငေးချီလောက်အောင်ဟိုစက်တည်ရှိတယ်ပေါ့เนาะတမပါဘုရားသူများတန်းတူသူများတွေလို့နေတူမဟုတ်ဘူးသူရောက်လာတဲ့ဆိုရင်လူတွေဝိုင်းချီလောက်အောင်စက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုအနိစ္စဆုံးတော့ပြောလို့ရမှာ မြတ်စွာဘုရားဟာယံပြည့်သူတိုင်းကိုဆာမင်မုတ်စိတ်ကျင်းဆွဲစသည်လို့ပဲခိုင်းပြီးဘုရားရှင်ကိုယ်တိုင်ကဘာကြောင့်ဆာမင်များဒါတော့မှန်ကန်တဲ့အပြောမဟုတ်ဘူးเนาะအလုံးဟာဆာမုတ်စိတ်ပယ်ရတယ်မြတ်စွာဘုရားလည်းပယ်ပါတယ်တမန်ပါဘုရားပကြီးဆရာဗဘူးဆရာတွေကြောင့်မလို့စရုံးကြီးလို့ဖြစ်နေဒါဗဘူးဆရာတွေရဲ့လက်ချက်ပဲအဲ့ဒါရောင်းလျံကိုထည့်ပြီးတော့ထည့်လိုက်လို့ဒီလိုဖြစ်တာတမန်ပါအမှန်ကပြောရမယ်ဆိုရင်ရသဗျာရဲ့ စပင်ဟာအခုခေတ်နိုင်ကောင်းမနိုင်ကောင်းပြောရမယ်ဆိုရင်ဘုရားရဲ့စပင်ကလက်နှစ်သက်ပဲရှိတယ်အရှိလက်နှစ်သက်ရှိခေတ်ကရှောင်းတုံးနဲ့နေတဲ့ခေတ်ကိုဒီစပင်ရှိထားတဲ့ခေတ်ကိုအဲ့ဒီရောင်တုံးကို ဖြုတ်လိုက်လို့ရှိရင်မုံဓာကတုံးလိုပဲခေါ်တယ်တမန်ဘုရားအခုခေတ်ကတော့စပင်ရဲ့ hair style ကြည့်ပြီးတော့လူတွေကဒါကတုံးကပြောင်းနေအောင်ရိပ်မှကတုံးခေါ်တာ ပဝုရှိခိတုံးကဒီစရုံးထုံးမရလို့ရှင်ဂရုံးလို့ပဲခေါ်မှာတမပါဗျာစရုံးထုံးမရဘူးဆိုရင်ဒါဂရုံးပဲအဲအခုကိုဖိုးလာခေါင်းဟာဒါဂရုံးပဲတမပါဗျာဆိုရင်တူတူလေးထုံးလို့မရဘူးလေတမပါဗျာအဲ့တော့မြတ်စွာဘုရားရဲ့ခေါင်းမှာဘုရားကမင်းသားဘဝလာတဲ့သူတို့ခိလူတွေရဲ့ဆပင်ထုံးထုံးဖွဲ့မှုကဆပင်ရှည်ထားတယ်စရုံးထုံးတယ် အဲ့ဒီစရုံးကိုအောက်ခြေကနေပြီးတော့ကပ်ပြီးဖြတ်လိုက်တာကျမဗျာကပ်ပြီးဖြတ်လိုက်တဲ့အခါကျတော့အဲ့စရုံးထုံးတာတဲ့ဆွေနေရအောက်ပြေကြမသွားပဲနဲ့ဒီလိုစွစုလေးပဲဖြစ်တယ်။စပင်ကလည်းဖီးထားသလိုခုခေတ်ဆိုကော်ခတ်ထားသလိုပေါ့ကျမဗျာအဲ့ဒီလိုလေးမြတ်စွာဘုရားရဲ့သူ့ရဲ့အံပွဲပေါ့ဒါကြီးကပြေကြသွားပြီးတော့စပင်ကဟိုကိုယ်ကဖြစ်မသွားတော့ဘူးအမြဲတမ်းအဲ့ဒီပုံစံရဲ့ပုံစံလေး hair dye ကအဲ့လိုဖြစ်သွားတယ်ကျမဗျာ ရန်တော်တွေကိုလည်းမြတ်စွာဘုရားကဝတ်ပြီဆိုရင်သမုတ်စေကိုပေးရမယ်ပေးတဲ့အခါမှာအရှိလက်နှစ်သက်ထားခွင့်ရှိတယ်အချိန်ခါအပြင်ပြောရင်နှစ်လတင်ပါဘူးခေါင်းမရိပ်ဖယ်နဲ့နှစ်လနေခွင့်ရှိတယ်တင်ပါဘူးရန်ပြုသူတွေကိုသမုတ်စေကျင့်ဆွေပေးပြီးတော့ဘုရားရှင်ကိုယ်တိုင်ကဆပင်ထားတယ်ဆိုတော့မဟုတ်ဘူးတင်ပါဘူးနော်ဘုရားလည်းကရုံးပဲဒုခိကလူတွေကဘုရားနဲ့တွေ့ရင် မုံတကကရုံးဥပြီးလို့ပဲခေါ်တယ်တင်ပါဘူးကရုံးတုံးထားသူလို့ပဲခေါ်တယ် တယ်မှာပြအခုခေတ်ကျတော့ပြောင်းရင်းမှကရုံဖြစ်နေတာဟုတ်ပေါ့တယ်မှာပြเนาะတယ်မှာပြအဲ့တော့အခုခေတ်ဘူကေသမားတွေကလည်းအလုံးဟာကရုံပဲတယ်မှာပြကရုံစရောက်လို့ခေါ်တာရှိတယ်မဟုတ်လားတယ်မှာရှိပါပြအေးအဲ့ဒီအဲ့ဒီဟာမျိုးပဲတယ်မှာအလုံးဟာကရုံပဲတယ်မှာပြဝတ်တဲ့အချိန်မှာတော့အလုံးဆမ်းမိုးစိတ်ရေးပေးရတယ်တယ်မှာပြအရှိထားနိုင်ခွင့်ရှိတာလက်နှစ်သိအချိန်ပိုင်းနဲ့ဆိုရင်2လအဲ့ဒီမှာ2လတချို့ကြတော့စပင်ကတန်သေးအတွက်ကြောင့် နှစ်လားပြည့်ရင်လည်းရေးရမယ်လက်နဲ့တည့်တယ်လည်းမရှိသေးရဘူးအဲ့လိုထားတယ်ဘုံဘုံခုနမိန်းနေတယ်မှာမြတ်စွာဘုရားရှင်ခန္ဓာကိုယ်အချိုးစားကိုအနည်းဆက်ဆုံးဘုံဘုံပြန်ပြီးတော့အမိန့်ရှိပေးပါအောင်ဗျာရဟရဲ့ခန္ဓာကိုယ်အချိုးစားကတည်တည်ချာချာအသေးစိတ်သိကျင်တော့ပါရမီပုံရိပ်အမှတ်တစိတ်များဆိုတာမြတ်စွာဘုရားရဲ့32ပါးသောမဟာပုရိသလက္ခဏာတွေအကြောင်းကိုရေးထားတာရှိတယ်တမန်ပါဗျာအဲ့ဒီတရားကိုနာကြည့်လိုက်လို့ရှိရင်အနည်းဆက်သိမယ် အဲ့ဒီခေတ်ကလူတွေတဲမှာအရက်ထောင်းတော်မောင်းမောင်းရုပ်ဆရာဖြင့်လူဝိုင်းကြည့်လောက်အောင် ချောမောလှပါတဲ့ပုဂ္ဂိုလ်တင်ပါဗျာ။နောက်မိကုန်းတစ်ခုကစေယုံနေမှာလူနာတချို့ဟာအသက်ပြန်ရှင်မှုအချိန်ကြီးလုံးဝမရှိတော့ရင် မော်ဖင်းကဲ့သို့သောမိန်စင်မျိုးထိုးပေးပြီးတော့အသက်ထွက်စေလျက်ရှိပါတယ်။တေရောမဲ့ဆဲဆဲစုတိစိတ်ကိုမိန်မောမိမှုစေတဲ့စေနဲ့ဆိုလို့ရှိရင်တေသူဟာမောဟစိတ်နဲ့အပေပြုံးကူသာသွားမလို့ဖြစ်နေပါရှင်ဗျာ။ အဲ့လိုဆိုမှန်ပါသလားအဲ့ဒါတော့ဟိုအတိအကျပြောလို့တော့မရဘူးပေါ့နော်တင်ပါဗျာဆေးထုတ်ပြီးတယ်ဆိုတဲ့နေရာမှာသူ့ရဲ့ခံစားနေရတဲ့ဒုက္ခသက်သာအောင်တင်ပါဗျာခံစားနေရတဲ့ဒုက္ခသက်သာအောင်ထိုးပေးတာမျိုးတင်ပါဗျာ तू ကပြစ်ပန်အာယုအခုလောလောဆယ်မှာ तू ဘာမှမသိဘူးဆိုတဲ့အနေအထားမျိုးတော့ရောက်မယ်တင်ပါဗျာမေ့နေတာတင်ပါဗျာသို့တော့သူ့မှာ အသိစိတ်ပြောင်းသွားတာတော့မဟုတ်ဘူးတင်ပါဗျာမဟုတ်သည့်အတွက်ကြောင့်သူဟာအိမ်မောချပြီးအိမ်မက်မဲ့နေတယ်လို့မျိုးတော့ရှိနေမှာပဲတင်ပါဗျာတင်ပါဗျာအဲ့လိုအိမ်မောချနေတယ်ဆိုရင်သူဟာကောင်းတဲ့အလုပ်တွေကိုဒါလုပ်ခဲ့တဲ့ပုံကိုဆိုရင်ကောင်းတဲ့အလုပ်တွေနဲ့သူဟာပြောင်းမွေးနေမှာပဲတင်ပါဗျာဘုံဥပမာတစ်ခုပြောရမယ်ဆိုရင်မေတော်ကြီးပေါ့လေအမေဟာတင်ပါဗျာတက်30လောက်က မိမောပီတော့သွားဘူးတဲ့တတိပြန်မလဲပဲနဲ့၃ရက်လောက်အိမ်မှာမိမောသွားတယ်တမပါဗျမိမောသွားတော့သူ့ကိုစောင့်ကြည့်နေရတယ်ပေါ့တမပါဗျတက်ကလေးရှုနေပြီမဲ့လို့လူကတတိလုံးဝမလဲဘူးခုလည်းလို့လူမျိုးတွေအများကြီးရှုရတယ်တမပါဗျအုံနောက်လုံးမလုံးတော့တမပါဗျသို့သော် तू ပြန်လည်လာတဲ့အခါ तू ကပြောတော့ဆိုသူ့ကိုဝတ်ဖြူစင်ရဲ့ဝတ်ဖြူဝတ်ထားတဲ့လူကြီးတယောက်ကမြင်းမြူကြီးစီးပြီးတော့ ငါနောက်လိုက်ခဲ့လို့ခေါ်သွားတယ်။သူခေါ်သွားတဲ့နေရာတွေကအတော်လှပပြီးတော့စိတ်ထဲမှာကြည်နူးစရာသူကပြောနေတယ်လို့ပြောတယ်။တမန်ပြန်။ဒါဒါသူပြန်ပြောပြတာသူ့ရဲ့ဘဝအတွေ့။တမန်ပြန်။အဲ့လိုဟာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်သူကမသိတာတော့မဟုတ်ဘူး။သူသိတဲ့အသိစိတ်တွေတော့ရှိနေမှာပေါ့။သူ့အာယုံနဲ့သူရှိနေမှာပေါ့။တမန်ပြန်။ဒီမဲ့ဆဲဆဲစုတိစိတ်ကိုမိမောမေးမှုစေတဲ့ သုတိစိတ်ကိုမိမောစေတာတော့မဟုတ်ဘူးသုတိစိတ်ရဲ့နောက်မှာစိတ်မရှိတော့ဘူးเนาะတမပါဗျာတေခန္ဒီလို့ပြောမှာတမပါဗျာတေခန္ဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုမိမောမူးမေ့စေတဲ့ဆင်းနဲ့ဆိုရင်တေသူဟာမောဟစိတ်နဲ့အဲတချို့ကြတော့လေဒီမောဟဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပုထုဇဉ်ဆိုပြောလို့တော့မရဘူးသို့တော်ခုနလိုမိပြင်ဘက်ကကြည့်ရင်တော့မိမောနေတယ်လို့ထင်ရပေမဲ့လို့ သူ့မှာအာယုံတစ်ခုနဲ့နေတာမျိုးလေးဖြစ်နိုင်ဖြစ်နိုင်ပါမှန်ပါဗျာအဲ့လိုဖြစ်ရင်ကောင်းတဲ့အာယုံနဲ့နေရင်သူကောင်းရဖို့ရောက်နိုင်ပါတယ်တင်ပါဗျာနော်တင်ပါဗျာဟုတ်နောက်ထပ်မေးခွန်းရအောင်ရှင်ဗျာတေကန်နီးစိတ်မှာဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာနောင်ဘဝအတွက်ဘယ်လောက်ထိအရေးပါပါလဲရှင်ဗျာသူကတေကန်နီးဆိုတော့ခေဝါမှာနေတဲ့လူပဲလူလိုပဲထွက်ရင်သူရှေ့ကအရင်ရောက်တော့မှာပါ ခေဝရောက်တဲ့အချိန်မှာကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရသွားမယ်အကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရသွားမယ်တင်ပါဗျာအဲ့တော့နောက်ဘဝအတွက်အရေးပါတယ်လို့ဆိုရမယ်သူကတင်ပါဗျာတေကနီးလေးဖြစ်တဲ့စိတ်ဟာနောက်ဘဝအတွက်အရေးပါတယ်အဲ့ဒါကိုအတဏကံလို့ခေါ်တယ်အတဏကံတေကနီးမှာပြန်ပြီးတတိယရင်လည်းအတဏကံပဲသို့မဟုတ်တေကနီးကြတော့မှအဲကုသိုလ်ကောင်းမှုလုပ်လိုက်ရင်လည်းဒါအတဏကံပဲ အသိလုထာဖြစ်စေအဟောင်းပြန်တတိယတာပဲဖြစ်စေတေကနီးမှာဖြစ်လာတဲ့ကုသိုလ်စိတ်တွေဟာနောက်ဘဝအတွက်သူကအဆုံးဖြတ်ပေးနိုင်တယ်ပေါ့တင်ပါဗျာဟိုစာပေကျမ်းကမှာတော့ဥပမာပဲလို့ပေးတော့ဆိုခြံသွင်းတဲ့အချိန်မှာ နအိုကြီးတကောင်ဟာနောက်ဆုံးမှသူကဝင်ရတော့ခြံတကားနားမှာသူအိပ်ရတယ်ခြံတဲ့နွားတွေကသူ့ရဲ့တမ်းမာတဲ့နွားတွေကခြံထဲမှာအိပ်ကြတယ်မနေ့ခြံတကားဖွင့်ပြီးတော့ခြံတကားဖွင့်ပေးလိုက်လို့ရှင်အဲ့ဒီနအိုကြီးကပဲအရင်ထွက်ရမှာ ဟောအဲ့ဒါလိုပဲအာရှိရှိမရှိရှိကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေနောက်ဘဝအတွက်သူကဟိုတန်းစီတဲ့နေရာမှာထိတ်ဆုံးရောက်နေတယ်ပေါ့တင်ပါဗျာတင်ပါထိတ်ဆုံးရောက်နေလို့သူကကီယူလုံးရင်သူသူပဲရှေ့ရောက်တော့မှာပဲဒါတော့လူတယောက်ရဲ့နောက်ဘဝကောင်းခြင်းဆိုးခြင်းဆိုတာကိုခုနအရှင်ဖျားမိတ်နဲ့နောက်ဆုံးသေကံဒီအချိန်လေးနဲ့တိုင်းတာတာမှန်ကန်မှုရှိပါသလားဥပမာအဖြစ်တသက်လုံးဆိုးလာပြီးတော့မှနောက်ဆုံးသေကံဒီအချိန်လေးမှာစိတ်ကောင်းလေးထားတတ်လိုက်တာနဲ့ ကောင်းတဲ့ဘုံဘွားကိုရောက်နိုင်မှာလားရှင်ဗျာဒါအဲ့တော့အလွန်နဲပါလိမ့်မယ်အလွန်နဲနိုင်တယ်ပေါ့ကောင်းတဲ့စိတ်ဖြစ်လာဖို့ဆိုတာအလုံးကိုခဲရင်တယ်နော်တေကနီးမှလုတ်တဲ့ဆိုတော့ဟို chance ရှိတယ်လို့တော့ပြောလို့ရတယ် chance ရှိတယ်လို့ပြောတယ်ဤကန်ဒိဋ္ဌစိတ်ချရတဲ့အတိုင်းတာတော့မဟုတ်ပါဘူးတဲ့မှန်ပါဗျာဒီနောင်ဘွားကောင်းချင်းဆိုရင်နောက်ဆုံးတေကနီးအချိန်လေးနဲ့တိုင်းတာတာဟာဟိုအခွင့်အလမ်းတစ်ခုအနေနဲ့သာပြောတာ နောက်ဆုံးမင်းအရေးကြီးတယ်တေကနီးမှလှုပ်လို့ဒီလိုပြောလို့တာမဟုတ်ဘူးမှန်ပါဗျာဒီနေ့စဉ်လုံးနေတဲ့ဟာတွေကပို့ပြီးတော့ဆုံးဖြတ်အင်းအပ်ဖို့ကောင်းပါတယ်တင်ပါဗျာတေကနီးမှဆိုတော့ဘလို့သေးမှမသိတာတင်ပါဗျာဆိုတော့ကားတိုက်ပြီးဝုံးဆိုသေးသွားတာလားတင်ပါဗျာမော်တော်ဆိုင်ကဘောပြုတ်ကြပြီးဘုံဆိုသေးသွားမှာလားတင်ပါဗျာလေးမြန်ပြက်ကြပြီးသေးတာလားဆိုဘလို့လို့ပြီးတော့မှသူကဟိုကောင်းကောင်းတဲ့အခြေအနေရဖို့ရခက်ခဲတယ်လေတင်ပါဗျာဘလို့သေးမှမသိတော့ တသလုံးဆိုးလာပြီးနောက်ဆုံးတေကနေ့ချမ်းမှာစိတ်ထားတက်လိုက်လို့ကောင်းရပုံရောက်တယ်ဆိုတာမရောက်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးရောက်တယ်ရောက်နိုင်တယ်တသလုံးဆိုးလာတဲ့အဆိုးတွေဟာဒီနာလေးချမ်းမှာ तू ကောင်းနိုင်တယ်ဆိုတာ၁၀ရောက်တယောက်မဖြစ်နိုင်ဘူးတမပါဗျာ तू ဟာအဆိုးထဲမှာနေတော့ तू စိတ်ကအဆိုးပဲပဲညွတ်နေမှာပဲတမပါဗျာအကောင်းပဲလာဖို့ဆိုတော့ तू တတိတောင်ရမှာမဟုတ်ဘူးတမပါဗျာတမပါဗျာနောက်မိကွန်းတစ်ခုကတော့ဒါနာပြုလို့ရှင်ချမ်းသာမြည်ဟုအယူရှိပါတယ် ကဘာမှတ်တမ်းများကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံဟာကဘာအောင်မှာထိတ်တန်းအလှူရှင်နိုင်ငံဖြစ်နေစည်ရင်းဝင်လျက်ရှိပါတယ်။မြန်မာလူမျိုးများအနေနဲ့လည်းအလှူဒါနပြုကြဆိုလဲအများစုကရုပ်ဝတ္ထုအဖြစ်စည်ရင်းကြပါတယ်။အလှူဒန်းလုပ်ပါလျက်နဲ့မြန်မာလူမျိုးများစည်ရင်းနေရခြင်းမှာဘာကြောင့်မှလဲရှင်ဗျာ။ဆရာတော်တစ်ပါးမိမှုစီမှာအလှူပြုရရင်ညာနာတံပယုတ်မဖြစ်တော့ကြောင်းဟုပြောပါသည်။အရှင်ဖျားရှင်းပြပြီးတော့မူပါ။ဘုန်းကြီးရဲ့အယူအဆကဒါနပြုလင်ချမ်းသာတယ်ဆိုတာ ဌာနတော်ဘောဂဝါတောကမှာဆေးတဲ့ဥစ္စာတွေရရှိပြီးတော့ချမ်းသာကြရဲဆိုတာဒါနာကိုအခြေခံတယ်လို့ပြောတာဒါမှန်တယ်တမမြတ်ဒီဒါနာလုပ်လို့ရှိရင်ဆေးတဲ့ဥစ္စာကြွယ်ဝချမ်းသာတယ်ဆိုတဲ့ဟာအကြောင်းနဲ့အကျိုးဆက်ဆက်ပြောတဲ့သဘောကိုဆွတ်လို့ရပေါ့နော်မှန်ပါဗျာခဏိမြန်မာနိုင်ငံလူတွေဟာလှူးနေတာလှူးနေပြီးတော့အခု အခုလူတဲ့လူတွေကအခုချမ်းသာတာမဟုတ်ဘူးသူကတင်ပါဗျာနော်အလှရှင်စည်ရင်ဝင် ဖြစ်ပေမဲ့လို့မြန်မာလူမျိုးတွေကိုဒီတာဏပြုတော်လဲဆင်းရဲနေတယ်ဆိုတာဆင်းရဲနေခြင်းအကြောင်းကတခုရှိပဲဘာကြောင့်ဆင်းရဲနေတော့ဆိုလို့ရှင်ဆင်းရဲခြင်းအကြောင်းကဒါနလောရဲ့တန်းနဲ့ဆင်းရဲတာဒါနကအကျိုးမပေးလို့ဆင်းရဲတာလားဆိုဒါနကအခုမှလောက်တာဆိုရင်တင်ပါဗျာဒီတာဏရဲ့အကျိုးကိုသူမခံစားရသေးဘူး မပါဆိုလိုတာအခုမှပဲသူတရားပင်စားဆိုင်ခါရှိသေးတယ်တဲ့အသီးမရနိုင်သေးဘူးမပါဆင်းရဲနေတာကြတော့တချို့ကိစ္စတွေကြတော့ကိုယ့်ရဲ့စီမံခန့်ခွဲမှုလုံလဝီရိယအသိပညာနဲ့သက်ဆိုင်မြန်မာလူမျိုးတွေရုပ်ဝတ္ထုဆင်းရဲနေခြင်းဟာဘုန်းကြီးအနေနဲ့တွက်ချက်ကြည့်တာတော့လက်တွေ့ကြတဲ့အနေနဲ့ကြည့်မယ်ဆိုရင်မြန်မာလူမျိုးတွေကဟိုရှိတာလေးနဲ့ရောင်ရဲတင့်တင့်တက်တဲ့အချင်းရှိတယ် ပြောမယ်ဆိုလို့ရှိရင်တော့ဒီပစ္စည်းရှာဖို့စ조사ဖို့ဆိုတဲ့နေရာမှာသူများတွေလောက်စီးပွားကိုအတက်တရောဒီပြောမယ်ဆိုရင်တရုတ်ကလားလူမျိုးတွေဟာသူတို့စိုက်ထဲမှာစီးပွားရေးပဲဒီမှာဗျာနော် economy minded ပဲသူတို့ကဒီမှာဗျာဟုတ်တယ်မဟုတ်လားဒီမှာဗျာမွေးလာရတဲ့သူတို့လေ့ကျင့်ပေးထားတာတော့ပတ်သက်မရှိရင်သေးတာနဲ့အတူတူပဲဆိုပြီးတော့ပတ်သက်ရှိဖို့ပဲစ조사နေကြတယ် မှန်ပါဗျာမြန်မာလူမျိုးတွေကအဲ့ဒီလိုအတွေးမျိုးမရှိသည့်အတွက်ကြောင့်ပတ်စံမရှိလဲဟိုသူ့မှာတုံလုံးမှုမဖြစ်ဘဲနဲ့ရှားတာလေးနဲ့ဂျင်းနဲ့ရောင်ရဲပြီးတော့ချမ်းသာဖို့လို့စ조사တဲ့လူဟာဖုံးဖုံးတော့မတွေ့ရသလောက်ပဲတင်ပါဗျာမြန်မာပြည်ဟာရေမြေကောင်းတယ်ရေမြေကောင်းတော့စားစရာအလွန်ပေါ်တယ်တင်ပါဗျာစားစရာအလွန်ပေါ်လို့ရှိရင်အဲကိုဖိုးလာနဲ့တွေ့မဲ့တင်ငယ်ချင်းတယောက်လာဆိုပြီးကြွေးလိုက်တာပဲတင်ပါဗျာအနောက်နိုင်ငံတွေမှာအဲ့လိုကြွေးတဲ့လူရှိဘူး တယ်မှန်ပါဗျာကိုပ္ပဆန်ရှိမစားတယ်တယ်မှန်ပါဗျာအဲ့တော့တို့ကအလုတ်ကိုတားလို့ရတယ်တယ်မှန်ပါဗျာအလုတ်လုံးမှပဆန်ရှိမထွင်းစားတယ်တယ်မှန်ပါဗျာကိုရဲ့ဇနီးပေါင်းတန်းအချင်းချင်းတောင်မှယောက်ျားစားနေလို့ရှင်မိမမကြွေးဘူးတယ်မှန်ပါဗျာမိမစားနေရင်လည်းယောက်ျားခေါ်မကြွေးဘူးတယ်မှန်ပါဗျာသူ့ပ္ပဆန်နဲ့ကိုပ္ပဆန်ကိုယ့်ကိုစားခြင်းကိုယ့်ကိုကိုပ္ပဆန်နဲ့ကိုစားတယ်မှန်ပါဗျာအဲ့လိုအတွေးတွေဆိုတော့တို့ကပဆန်ရှာဖို့အတွက်တို့တို့မှ intention တို့ 調査မှုခြင်းမတူဘူးလို့ဆိုတယ်။တမန်ပါ။အဲ့တော့ဗမာလူမျိုးတွေဆင်းရဲနေခြင်းဟာအလွယ်တကူရနေသည့်အတွက်ကြောင့်မ調査ခြင်းဟာအကြောင်းတစ်ခုလို့ဘုန်းကြီးကတော့အလိုမြင်ပါတယ်။တမန်ပါ။မ調査လို့ဒီဒါနဒီကနေ့ဒါနဝါသနာပါနေတာဟာသူကလောကမှာလူတွေဟာဒါနကြောင့်ချမ်းသာတယ်ဆိုတာကမွေးကလေးတထဲဖွင့်တာဖြစ်တာမျိုးကိုဆွလို့တယ်ပေါ့တင်ပါဗျာတင်ပါဗျာမွေးမွေးကလေးတထဲမွေးလာတယ် ဒါနမရှိတဲ့လူကမွေးတဲ့အခါမှာဆဲသားအိမ်တော့မွေးတယ်။တမဖျာ။တထေးသားဖြစ်ရတဲ့နဲ့ဗမာလူမျိုးဗမာတွေဆဲနေတာရှိတယ်လေ။တမမှန်ပါဗျာ။တထေးသားဖြစ်ပြီးတော့သူကအလုံးမကြိုးစားခြင်းဘူးပြင်းနေ။တမဖျာ။ဟိုမိဘပစ္စည်းပဲသူကသုံးဖြုံပြီးတော့နေတယ်ဆိုရဲဗမာပြည်ကတထေးသားတွေရှိတယ်လေ။တမဖျာမှန်ပါဗျာ။ဟုတ်။အဲ့ဒါဆင်းရဲမွေးတည်ခြင်းကတော့မကြိုးစားခြင်းဟာဒါအဓိကကြရလို့ထင်တယ်။ ဟုတ်ပါပြီ။ဘာကြောင့်မကြိုးစားတော့လို့အကြောင်းရှာလိုက်ပြန်တော့အလွယ်တကူဖြစ်နေလို့မကြိုးစားတာ။တင်ပါဗျာတင်ပါ။အဲ့တော့အလှတန်းတဲ့ယူရဲ့အကုန်လုံးတိုက်ရဲ့သက်ဆိုင်မှုမရှိဘူး။တင်ပါဗျာ။အဲ့တော့မြန်မာလူမျိုးတွေကဒီဘွားအလှတန်းရှင်နောက်ဘွားတော့တထည့်အိမ်ဖြစ်ကြမှာပဲလို့သူတို့ဆိုပါတယ်။တင်ပါဗျာ။နောက်ထပ်မေးခွန်းတစ်ခုကအနောက်နိုင်ငံသားတွေဟာဖျားလောင်းနေဖြစ်နိုင်မှာလားရှင်ဗျာ။ဗုဒ္ဓဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေဟာဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်နေပါလဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလည်းလောကီရေးမှာထိတ်တန့်မဖြစ်တာကိုတွေ့ပါတယ်။ဥမာအဖြစ်တပြည့်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ထွန်းကားရဲဆိုရင်မြန်မာတို့ယူရီးယားတို့တရီးလင်္ကာတို့ဒီလိုအကြမ်းမြင်တပြည့်တော်တို့သုံးသပ်လို့ရပါတယ်ရှင်ပြ။အဲတော့ဗုဒ္ဓဘာသာအစစ်မှန်ကိုကိုးကွယ်နိုင်ငံတိုးတက်ရေးအတွက်အခက်အခဲများတားဆီးများဖြစ်နေပါလားရှင်ပြ။အရှင်ပြရှင်းပြပြတော်မူပါဘုရားဘာသာကိုကိုးကွယ်ရင် နိုင်ငံတိုးတက်ရေးအခက်အခဲတားဆီးဖြစ်တယ်လို့ခဏိလူငယ်အထူးတော်တော်များများက တွေ့တော့တွေ့တော့မိနေတာတွေရှိပါတယ်ရှိတယ်။ဘုန်းကြီးကိုရီးယားသွားတော့ကလည်းပဲကိုရီးယားလူငယ်တွေဟာအဲ့ဒီလိုတွေ့ခေါ်မျိုးတွေရှိတယ်။နော်ဒါကတော့မမှန်ကန်ပါဘူး။ဖာသာတရားကြောင့်မဟုတ်ပါဘူး။အနောက်နိုင်ငံသားတွေဟာဖျားလောင်းဖြစ်နိုင်ပါသလားဆိုတဲ့နေရာမှာတော့သူတို့ရဲ့လူဆိုတာပဲလူပဲဖြစ်ဖြစ်သူတို့ရဲ့အချင်းစရိုက်တွေဟိုတဘာဝကောင်းတဲ့လူတွေရှိပါတယ်။နောက်တိုင်းမှာလည်းလွန်ကောင်းတဲ့လူတွေရှိတယ် ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။တော့ဖြစ်နိုင်ခွင့်ရှိပါတယ်။ဘုရားဝါဒမထွန်းကားတဲ့အနောက်နိုင်ငံတွေကဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်လို့မေးစူးစမ်းလို့ပါ။စူးစမ်းလို့ပါ။သူတို့က fighting for survive ပဲနိ။မှန်ပါဗျာ။မြေရန်စူးစမ်းတာ။ကြားဘူးပါလိမ့်မယ်။အမေရိကန်သမိုင်းကိုကြည့်ရင်အရင်ကအမေရိကန်နိုင်ငံကြီးကဆင်းရဲတဲ့နိုင်ငံကြီးပဲ။မှန်ပါဗျာ။သူတို့အလွန်စူးစမ်းရတယ်။မှန်ပါဗျာ။အလွန်စူးစမ်းသည့်အတွက်ကြောင့် ဒီအဆင့်ရောက်လာတာနှစ်ပေါင်း200လောက်ကြိုးစားမှသူတို့ဒီအဆင့်ရောက်တယ်။တမပါဗျာတမ။ဟောသူ့အတူဖြစ်လာတာမဟုတ်ဘူး။တမပါဗျာတမ။ဗမာပြည်ကဗုဒ္ဓဘာသာထွန်ကားတဲ့နိုင်ငံတွေကမကြိုးစားကြတာ။မကြိုးစားဘူးဆိုတာခုနအခြေအနေရတစ်ခုကြည့်မယ်ဆိုရင်အလွယ်တကူစားတော့နိုင်တဲ့ဟာတစ်ခုပါတယ်ပေါ့နော်။ဒါဗုဒ္ဓဘာသာထွန်ကားတဲ့နိုင်ငံတွေဟာလောကီရေးမှာထိတ်တန့်မဖြစ်တာတွေ့ရပါတယ်ဆိုတာဒါခဏိခိအမြင်ကိုပြောတာ။ပြောမယ်ဆိုရင်ဂျပန်တို့လည်း တကယ်ပြောမယ်ဆိုရင်မဟာယာနဗုဒ္ဓဘာသာပဲတင်ပါဗျာဂျပန်ပြည်နဲ့ဗုဒ္ဓဘာသာနဲ့ကောတင်ပါဗျာဒီဗမာပြည်ကဗုဒ္ဓဘာသာနဲ့ဂျပန်ပြည်ရဲ့ဗုဒ္ဓဘာသာရင်းဟာဒီဗုဒ္ဓကိုကိုးကွယ်တယ်ဂျပန်ပြည်မှာဥရှိကုဖရာတို့ဖရာတွေကမာကုရာတို့ရှိတယ်လေတင်ပါဗျာဒီဖရာပဲကိုးကွယ်တာပဲမှန်တင်ပါဗျာတင်ပါတရုတ်ပြည်နဲ့ကိုးကွယ်တာပဲတင်ပါဗျာအဲ့တော့စီးပွားဖြစ်ခြင်းမဖြစ်ခြင်းလောကမှာထိတ်ထွန်ကားခြင်းမထွန်ကားခြင်းဟာစူးစမ်းမှုနဲ့ပဲဆိုင်တယ်ဘာသာတရားနဲ့မဆိုင်ဘူးမှန်ပါဗျာမှန်ပါဗျာနော်ဘာသာတရားနဲ့မဆိုင်ဘူး မြတ်စွာဘုရားရဲ့အဆုံးအမကိုဒီဘုရားဗတာတွေကဒီထေရဝါဒအခုခုနပြောတဲ့အထက်မှာဗမာတို့သီရိလင်္ကာတို့ကထေရဝါဒဘုရားဗတာနိုင်ငံထိုင်းနိုင်ငံလည်းပဲထေရဝါဒဘုရားဗတာကမ္ဘောဒီးယားတို့လာအိုတို့လည်းထေရဝါဒဘုရားဗတာနိုင်ငံတမပါဗျာဒီထက်မှာချမ်းသာကြွယ်ဝဆုံးဆိုရင်တော့ထိုင်းနိုင်ငံချမ်းသာကြွယ်ဝတယ်လို့ပြောမှန်ပါဗျာမှန်ပါဗျာဘုရားဗတာနိုင်ငံသီရိလင်္ကာနိုင်ငံ ငါလည်းဘုရားဝတ္တနဲ့ဘာကြောင့်မချမ်းသာတော့ဆိုတော့တိရိလင်္ကာနိုင်ငံမှာစစ်ဖြစ်ပြီးတော့နေတာအဓိကသူတို့ဟိုချမ်းသာကြွယ်ဝဖို့အတွက်တော်တော်ခက်ခဲသွားတယ်အနေထားမျိုးရောက်တယ်နော်အနောက်ရှက်တွေဖြစ်တယ်ပေါ့တမန်ပါဗျာအဲ့လိုမဟုတ်ဘူးဆိုရင်သူတို့လည်းချမ်းသာတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်တမန်ပါဗျာအဲ့တော့ဗမာပြည်ရောမေးမယ်ဆိုရင်လေဗမာပြည်ရဲ့အခြေအနေကဟိုမမမကန်နေရဖြစ်များလာတယ်ပေါ့ တစ်ချိန်တုန်းကအရှိတောင်အရှာမှာဗမာပြည်ကတိုးတက်ဆုံးဆိုတော့တစ်ချိန်ရှိခဲ့တယ်လေရှိခဲ့ပါရှိခဲ့အဲ့တော့ဘုရားဘာသာဖြစ်ချင်းမဖြစ်ချင်းကြောင့်ဒီဟာနဲ့မဆိုင်ဘူးတမန်ပါဗျာမဆိုင်ဘူးသူကအချိန်နေရဘာမြန်မာပြည်ဆိုလို့ရှိရင်မဟာပြည်ဝကြရတယ်လို့ဆိုတယ်မှန်ပါဗျာမှန်ပါမဟာပြည်ဝကြရတဲ့နေရာလို့ဆိုတဲ့အချိန်မှာလှုပ်တက်ကင်တက်ဒီဖို့လိုအပ်တယ်ပေါ့မှန်ပါဗျာစီးပွားဥစ္စာကိုဥတီပြီးတော့ရှာဖို့ဖွေဖို့လှုပ်တက်ကင်တက်ဖို့ ထာရီလုံးနိုင်မယ်ဆိုရင်ဗမာပြည်ဟိုမကြင်ချမ်းသာကြွယ်ဝလာနိုင်တဲ့အနေအထားရှိတယ်တမပါဗျာနော်မြ ాయి ချမ်းသာကြွယ်ဝလာနိုင်တဲ့နေရာရှိတယ်တမပါဗျာဟောအလုံးကလည်းပဲအဲ့လိုပဲမြင်ညာတယ်တမပါဗျာတစ်ချိန်တုန်းကလည်းဗမာပြည်ကဥပမာကိုရီးယားတွေဆစ်ဖြစ်နေတော့ဆိုဗမာပြည်ထောက်ပံ့အင်ဒိုနီးရှားလွတ်လပ်ရေးမရခင်တော့လည်းဗမာပြည်ထောက်ပံ့တမပါဗျာတော်တော်များများကဗမာပြည်ထောက်ပံ့ခဲ့တယ်တမပါဗျာ ဒီတစ်ချိန်လုံးကဗုမာပြည်ဟာရွှေခေတ်ဆိုတာကျုံခဲ့တယ်လေတမပါဗျာမှန်ပါဗျာအဲ့တော့ဒါဘုရားဘာသာကြောင့်မဟုတ်ဘူးလို့အခုလက်တွေ့ကြည့်တာလေးတင်မဲ့ဒီဟာဘာသာရေးနဲ့ခြောက်မှုလို့ဖြစ်တယ်ဆိုတာဒါမဟုတ်ဘူးတမပါဗျာမှန်ပါဗျာဖြစ်တာတခြားအကြောင်းတွေချုပ်ရင်းချက်တွေအများကြီးရှိတယ်ပေါ့နော်တမပါဗျာတမပါ